င်ကာပူနိုင်ငံမှာမြန်မာနိုင်ငံသားတအုပ်ကိုတပ်ဖြတ်ဖို့ပူးပေါင်းကြံစီမှုဆွဆွဲချက်နဲ့မြန်မာမျိုးသားတအုပ်ကိုဆွဲချက်တင်ထားတယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြထားချက်အရာသိရပါဗျ။၎င်းတို့တအုပ်ကိုဖမ်းဆီးရမိရာမှာလွှတ်ဆက်တစ်ခုအသားကျိတ်ဆက်တစ်ခုဖျက်ဆက်တစ်ခုနဲ့ဖောက်ဆက်တစ်ခုအပါအဝင် ကရီယာတွေကိုတွေ့ရှိခဲ့တယ်လို့စင်ကာပူရဲတပ်ဖွဲ့ကပြောကြားခဲ့ပါဗျ။အသက်32နှစ်အရွယ်ရဲဝင်းအောင် အသက်32နှစ်အရွယ်ဖြိုးမင်းနိုင်နဲ့ စင်ကာပူမှာအမြင့်နေထိုင်ခွင့်ရရှိထားသူအသက်38နှစ်အရွယ်ဇော်မင်းလိုင်တို့ကိုစင်ကာပူခရိုင်တရားရုံးမှာဆွဲချက်တင်ခဲ့တာဖြစ်ပါတယ်၎င်းတို့သုံးဦးဟာစင်ကာပူမှာအမြဲတမ်းနေထိုင်ခွင့်ရထားတဲ့အသက်28နှစ်အရွယ်အေးမောင်မောင်သက်ဆိုသူမြန်မာအမျိုးသားကိုတပ်ဖြတ်ဖို့ကြံစီမှုနဲ့ရုံးတင်စစ်ဆေးခဲ့တာဖြစ်ပါတယ်။ နောက်ထပ်တန်ရာရှိခရရသူအသက်29နှစ်အရွယ်မြန်မာနိုင်ငံသားဝင်းကျော်ကျော်အောင်ဆိုသူဟာဇော်လ22ရက်နေ့ကစင်ကာပူနိုင်ငံကထွက်ခွာသွားခဲ့ပြီးဖြစ်တယ်လို့စင်ကာပူရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။ဝင်းကျော်ကျော်အောင်နဲ့အတူမြန်မာမျိုးသားလေးဦးဟာဇော်လ22ရက်နေ့ညနေကစင်ကာပူမြို့စုံမှာရှိတဲ့ကားရပ်နားဖို့နေရာတစ်ခုမှာအေးမောင်မောင်တက်ကိုပြန်ပေးဆွဲဖို့ကြိုးပမ်းခဲ့ပြီး၎င်းတို့တွေကနှစ်ဦးကလျှက်စစ်ကျင်းစက်နဲ့အေးမောင်မောင်တက်ကိုတို့ပြီးစော်ကားခဲ့ကြောင်းတရားရုံးအထောက်အထားတွေကဖော်ပြခဲ့ပါတယ်။ အေးမမောင်တက်ကအော်ဟစ်အကွယ်ညီတောင်းခံရာကနေပတ်ဝန်းကျင်ကလူတွေတည်ရှိသွားပြီးတဲ့နောက်ချင်းချောက်သူအမျိုးသားတွေကထွက်ပြေးသွားခဲ့ကြတာဖြစ်ပြီးနောက်တည့်ရက်အကြာမှာစင်ကာပူအရှေ့ပိုင်းမှာ၎င်းတို့၄ဦးနဲ့၂ဦးကိုဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။